ေါ်မှာမှာ KYA ပူပေါင်းတက်နေစစ်ကောင်စီအပြန်အလှန်လက်နက်ကြီးပြစ်ခတ်တဲ့အကြောင်းတင်ဆက်ပြီးပါမယ်။ဝိုင်းမော်လက်မြန်ဒေသမှာလည်းတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ပေါ်မော်မြို့မှာမြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိတော့လဲအပြန်အလှန်လက်နက်ကြီးပြစ်ခတ်မှုတွေရှိနေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KYA တရင်ပြင်ကြိုင်းဌာနတာဝန်ခံဘူမူကြီးနော်ဘူကပြောပါရယ်။ KYA နဲ့မဟာမိတ်ပူပေါင်းတက်ကပေါ်မော်မြို့ကိုအပိသက်သိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတာချောင်းလာကျော်ရှိပြီးဖြစ်ပြီးလက်တလောစင်ကြီးအခြေအနေမင်းမြတ်ရာဘူမူကြီးနော်ဘူကပြောကြတာပါ။ ပမောဘက်ကအချီနေကတိတ်ထူးတာတော့မရှိဘူးခါတိုင်းလိုပေါ့လေချောင်းနဲ့ပုံကျဲတာတွေဒရုန်းနဲ့ပုံကျဲတာတွေတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့အပြန်လန်ထူတာတွေတော့ရှိတယ်။မြေပြင်မှာတိုက်ပွဲပြင်းပြထန်ထန်တော့မရှိဘူးလို့ပုံမူကြီးတော်ဘူးကပြောပါတယ်။ တရားရင်ကဗမော်ကိုအပိသက်နိုင်ဖို့ကြိုးပမ်းလျက်ရှိရာလက်ရှိမှာအမှတ်23စစ်စင်ကော့ကဲမှုဌာနချုပ်စကားက21ကိုထိုးစစ်ဆင်နေပါတယ်စကားက21ကကဲတကန်ချုပ်သိမ့်ပိုင်ထားပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့နှစ်ဝက်အတွင်းစကားက21ကကဲစကန်ချုပ်တန်ချက်ကတန်အမြောက်တက်တင့်ကတက်ဗမော်လီရင်ကွင်းနေရာပါဝင်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများတက်စကန်များကိုသိမ့်ပိုင်ထားပြီးဖြစ်ပါတယ်ဒါအပြင်ဝိုင်းမော်မြို့နယ်လက်မြန်ဒေသမှာလည်းစွန်လ9ရက်မှာမနေ့အစောမှာ တက်ကောင်စီနဲ့ဒီကနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်။ဝိုင်းမော်လက်မြန်ဘတ်ဒီကနေ့မနက်ပိုင်းခတ္တလေးအချိန်တွင်မှာတိုက်ပွဲဖြစ်တာအခုတော့ငြိမ်တော့ပြန်ငြိမ်သွားပြီးဒရုန်းလက်နက်ကြီးနဲ့ရန်ပန်ရက်ကပစ်တဲ့အခြေအနေတော့ရှိရဲ့လို့ဆိုပါတယ်။စက်ကောင်စီကအေပီလာကလေးကဝိုင်းမော်လက်မြန်ဒေသကိုစီးရင်လှရှာမှုတွေပြုလုပ်နေတာကြောင့် PIA နဲ့ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တမ33တမမိုးဘုံမှုချုပ်ကျော်ဆက်မြင့်နဲ့မိသားစုကိုစစ်ကောင်စီဖမ်းဆီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီရဲ့တပ်မဆဲကုမှတပ်မမှုငါးဦးမှစစ်ပွဲမှာတည်ဆောင်ပြီးနှစ်ဦးကိုတော်လိုင်းတပ်တွေကဖမ်းဆီးထားကနှစ်ဦးကိုစစ်တပ်ကပြန်ဖမ်းပြီးတပ်မ66တပ်မမှုတအုပ်သားပြီးကိနေတယ်ဆိုရဲလို့ညားပါတယ်ပါကမကင်အေကီဗီတီရဲ့ပူပေါင်းတက်ကိုဆစ်ရှုံးခဲ့တဲ့တမ33ရဲ့တမမို့ပုံမှုကြောင့်ကြော်ဆန်မြစ်ကိုစစ်ကောင်စီကတမဌာနချုပ်ကိုပြန်ခေါ်ပြီးမိသားစုဝင်တွေကဖမ်းဆီးလိုက်တယ်လို့နေပြည်တော်နဲ့စကိုင်းတိုင်းဒေသစီးရေးတရေအရှင်မြစ်တွေကပြောပါတယ် ဖာကန်မှာတာဝန်ကျနေတဲ့ပုံမှုချုပ်ကျော်စံမြင့်ကိုစွန်လာစံမှာစစ်ကောင်စီကရဟန်းရင်နဲ့ခေါ်သွားပြီးဌာနချုပ်ဖြစ်တဲ့စကိုင်းမြို့ကိုအရောက်မှမိသားစုဝင်တွေကိုပါဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်တယ်လို့စီးရီးတရင်အရင်းမြစ်တောင်ကပြောပါရယ်တုံတုံမှုချုပ်အဖမ်းခံလိုက်ရပါပြီမိသားစုတွေမှာပါဖမ်းတာသူကကချင်မှာစစ်ရှုံးတလို့အုတ်ချုပ်စီမံညံ့ပြင်နိုင်ရဲ့လက်စားပြီးလုံခြုံရေးပေါ်ရတဲ့ဆိုတဲ့မှတ်ချက်တွေနဲ့အဖမ်းခံရတာထုံချောင်ကြမှာပါလို့အထက်ပါစီးရီးတရင်အရင်းမြစ်တွေကပြောပါရယ် အမှတ်33ချင်းမြန်တက်မဌာနချုပ်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမည်ဖြစ်တဲ့စကိုင်းတိုင်းစကိုင်းမြို့မှာအခြေစိုက်ပါတယ်တက်မ33ကဖားကံမှာလင်းညင်းနီးပါးတဆွဲခဲ့ပြီးပြီးခဲ့တဲ့ဇွန်လကုန်မှာမိုးကောင်းမြို့အခြေစိုက်စစ်စီကုတ်ကဲမှုဌာနချုပ်စကက3နဲ့တက်အချင်းပြောင်းပြုလုပ်ခဲ့ပါတယ်စကကတုံးဦးဆောင်တဲ့စစ်ကောင်စီစစ်ကြောင်းကကာမိုင်းလုံးကင်းဖားကန်လန်တိုင်းအီပီလာ23ရက်ကစပြီးစစ်ကြောင်းထုတ်ခဲ့ပြီးမေလာ29ရက်မှာလုံးကင်းရန်ချက်ဆက်ရုံမေလာ29ရက်နေ့နေလယ်ပိုင်းမှာဖားကန်ကိုရောက်ရှိသွားခဲ့ပါတယ်။ ဲ့ဒီနောက်ဘုံမှုကျောင်းကျော်ဆက်မြင့်ကိုရဟန်းရင်နဲ့ပြန်လဲခေါ်ဆောင်သွားခြင်းလို့သိရပါတယ်။မြည်သည့်နေ့မှာပြန်လဲခေါ်ဆောင်သွားတယ်ဆိုတာကိုတော့အသေးစိတ်အတည်ပြုလို့မရတော့လဲဇွန်လ၄ရက်ကညနေပိုင်းမှာဟာကန့်ပြူဟာကောင်ကိုစစ်ကူပုံရင်းလာတဲ့ရဟန်းရင်နဲ့ခေါ်ဆောင်သွားတယ်လို့သတင်းတွေကထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနေ့ကရဟယင်မစင်းလာပြီးတစင်းမှဆင်းသက်ပြီးကြံတစင်းမှမစင်းမဲပတ်ပြန်ပြီးကင်းလေခဲ့တယ်။အစိုးရရဟယင်ကို KIA KPD တို့ကပြစ်ခတ်ရအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံတွေကပြောပါရယ်။လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ရှုပ်သံမှတ်တမ်းတွေမှာဖားကန်ပြွာကုန်းကြီးမှာရဟယင်အနေပိုင်းမှာပြန်တန်းနေစီတနက်ပြစ်ခတ်တမ်းများထွက်ပေါ်နေခဲ့ပါရယ်။ရဟယင်ပေါ်မှာပြစ်ခတ်မှုကြောင့်ရှစ်သားနှစ်ဦးထဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ ဖားကန်ပြူဟာကုန်းကမော်ဝမ်းရက်ကွက်မှာတည်ရှိပြီးလူနေအိမ်များနဲ့လည်းနှီးပါတယ်။ရဟတ်ရင်နဲ့ခေါ်သွားတာကျန်တဲ့စစ်ကြောင်းတွေလာယာလန်တိုင်းပြန်မှာပါဖားကန်ကာမန်လန်တိုင်းထွက်ဖို့ပြင်ဆင်နေတာလို့ကမိုင်းမျိုးမှာရှမ်းနီတက် SNN နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါရယ်။ပုံမှုချုပ်ကျော်စမ်းမြစ်ဖားကန်မှာရှိနေစဉ်2023 2024ခုနှစ်ကစပြီးဖားကန်မျိုးနဲ့ဆယ်စင်းရွာမှာစစ်ကောင်စီနဲ့ SNN စခန်းများကို KIA KPD ရဲ့ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူခဲ့ပါရယ်။ 2024ဇူလိုင်လမှာဖားကံမျိုးစိုင်းတောင်ရဲစခန်းကို KYN KPD ရဲ့ပူးပေါင်းတပ်ကသိမ်းယူခဲ့ပြီးမြေမြေစိုးမိုးမှုရယူခဲ့ပါတယ်။စစ်ကောင်စီကဖားကံကိုအပြေအဝထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ ပါကက်ပြူဟာကောမစရန်အချုပ်တောင်းလုံခင်းပြူဟာကောလုံခင်းရဲစကန်ရန်ချန်စကန်ကန်စီကုန်းပြူဟာကောနဲ့ပါကက်မျိုးမရဲစကန်မှာတက်ဆွဲထားခဲ့ပါတယ်။အဲ့ဒီနေရာတွေမှာလက်နက်ကြီးများတက်ဆင်ထားပြီး KIA KPD ကပူးပေါင်းတက်ဆွဲထားတဲ့နေရာများတိုက်ပွဲဖြစ်တဲ့နေရာတွေကိုပြစ်ခတ်ကဒေသရင်းစကန်များမဆုံးရှုံးအောင်ခုခံစစ်ပုံစံနေခဲ့ရပါတယ်။အခုကစစ်ကောင်စီကစခခသောဦးဆောင်နဲ့ SND နဲ့ပြည်သူစစ်စကြောင်းတွေကိုဖားကတ်တော်ဝိုင်မှာနေရာချထားပြီးစစ်ကြောင်းထိုးနေပါတယ်။ စစ်ကောင်စီမှာတမ10ခုရှိပြီးတမ33နဲ့တမ66ကလွဲပြီးတန်တမ8ခုမှတမမူတွေကတိုက်ပွဲမှာ9ဦးတိစုံပြီးစစ်တုံးပန်းဖြစ်နှုတ်ဖန်စီခံထားရပါတယ်။တအုပ်ကတိုက်ပွဲတွေလက်နက်ချပြီးစစ်ကောင်စီကတည်တံချမှတ်ထားတာဖြစ်ပါတယ်။တမ11တမမူပုံမူကြီးမင်းမင်းထွန်းက2024ဖေဖော်ဝါရီလ9ရက်က ညာဦးခမရ389ကိုတိုက်ခိုက်တိုင်ပိုင်စဉ်အတွင်အတိဖမ်းမိခင်ကြောင့်အရခတ်တက်တော်ရင်ကထုတ်ပြန်ခဲ့ပါတယ်။ဓမ္မ22ဓမ္မမူပုံမူကြီးအောင်နေမျိုးက2024ဒီဇင်ဘာလကမောင်တော်မြို့တင်တိုက်ပွဲမှာထွက်ပြေးစဉ်မိုင်းထိတည်ဆုံခဲ့ကြောင်းအင်ကထုတ်ပြန်ခဲ့ပါတယ်။ဓမ္မ44ဓမ္မမူပုံမူချုပ်အီးမင်းအောင်ကလည်း2024ဇန်နဝါရီလကမြောက်ပြည်မြို့နယ်တင်ငန်းညီနောင်မှာ၎င်းလိုက်ပါလာတဲ့ရဟင်ကို KNU ကပြစ်ချစေတည်ဆုံသွားခဲ့ပါတယ်။ဓမ္မ55ဓမ္မမူပုံမူချုပ်စောင်းမျိုးဝင်းက MND ရဲ့2029စစ်စင်ရင်လောက်ကမ်းမြို့တင်တိုက်ပွဲ တွင်လက်နက်ချခဲ့ပြီးနိုင်ငံတော်ပုံကံမှုအပါဝင်တပ်မတော် AUB များပုံမှန်များနဲ့စစ်ကုံရုံကတည်တံ့ချမှတ်ခဲ့ပါတယ်။တမကုံကုံတမမှုပုံမှုချုပ်အောင်တပ်ဦးကို PDF KIA ABSD ရဲ့ပါကပါစတဲ့ပူပေါင်းတပ်တွေက2025အေဒီနာတွင်အင်တော်မျိုးတင်တိုက်ပွဲမှာစစ်တုံးပန်းဖြစ်ဖန်ဆီးထားပါတယ်။ တမရှိရှိတက်မမှုဘုံမှုချုပ်မင်းထွတ်ဦးကလေ2024မလ29ရက်ကမိုးမောင်မြို့နယ်မှာဖြစ်ပွားတဲ့တိုက်ပွဲမှာတည်ဆုံခဲ့တာပါတမတရားတက်တမမှုဘုံမှုချုပ်မင်းမင်းထွန်းကတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ရဲ့2023ဒီဇင်ဘာလကနတ်ဆန်မြို့တိုင်းတိုက်ပွဲမှာဖမ်းဆီးခံခဲ့ရတဲ့အာနာသိန်းကောင်းဆောင်ဘုံချုပ်မူကြီးမင်းအောင်နဲ့ဘာဝင်းစစ်ဘုံချုပ်များအနေနဲ့ပြည်သူလူထုပေါ်ကျူးလွန်နေတဲ့စင်ညာစွမှုတွေကိုရပ်တန့်ဖို့ဘုံမှုချုပ်မင်းမင်းထွန်းကရှုတ်တံမှာတစင်တောင်းဆိုခဲ့ပါတယ် ငင်းချက်သားကောင်းနေတာကတမ66ဖြစ်ပါတယ်။ပဲခူတိုင်းတဲကုံမျိုးနဲ့အိမမျိုးမှာတရှိတဲ့တမ66ကဖွဲ့စည်းပုံမပြည့်မီတော့ပဲတိုက်ရိုက်ခိုင်မရှိတော့ကြောင်းစည်ရေးတရင်အရင်မြစ်ကပြောပါတယ်။တမ66ရဲ့တမမှုမှာပုံမကြီးကြော်စုံနေဖြစ်တယ်လို့သိရပါတယ်။